အစိုးရဖြစ်ဖြစ်ကြောင့်တင်းရဲ့ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ဖျော်ဖြေပွဲကိုမနေ့ကဧပြီလ9ရက်မှာကျင်းပပြီးစီးခဲ့တယ်လို့သိရပါဗျ။ပွဲကရတဲ့ကျိုးမြတ်တွေကိုမူလပထမရည်ရွယ်ထားတဲ့နေရာတွေကိုပဲထောက်ဖို့စီစဉ်မှဖြစ်ပါတယ်။အဆက်မပြတ်စစ်တမ်းခန့်နေရတဲ့နေရာတွေဖြစ်လို့ရှော့ပြီးပို့ဖို့မဖြစ်နိုင်လို့ပါ။ငါတို့မှငါတို့ပဲရှိလို့ပါလို့အစိုးရဖြစ်ဖြစ်ကြောင့်တင်းကသူမရဲ့လူမှုကွန်ရက်ကနေအတိပေးထားပါဗျ။လက်ရှိငလင်းဖေးအရေးပေါ်လိုအပ်ချက်အတွက် ပစ္စည်း၃မျိုးကိုလေးလံခေါ်ယူခဲ့ရာဖြူဖြူကျော်သိန်းရဲ့ဂစ်တာအတွက် OZ ဒေါ်လာ8000အလမဲ့ထားထက်ထက်ရဲ့အယုတ်အတွက် OZ ဒေါ်လာ2800ခန်းငော်ပင်အတွက် OZ ဒေါ်လာ900နဲ့စုစုပေါင်းဩစတြေးလျဒေါ်လာ1300ရရှိခဲ့တယ်လို့သိရှိရပါတယ်။အမြန်ဆုံးဆက်သွယ်ထောက်ပို့သွားမယ်လို့လည်းအဆိုတော်ဖြူဖြူကျော်သိန်းကအတည်ပြုထားပါတယ်။ဒါ့အပြင်လာမယ့်စနေနေ့ညနေဧပြီလ12ရက်နေ့မှာဩစတြေးလျနိုင်ငံမဲဘန်မြို့မှာ ဒီတာဖြော်ပြပွဲကိုဆက်လက်ကျင်းပသွားမယ်လို့သိရပါတယ်မြမငလင်ဘေးအတွက်အစိုးရတရုတ်ဆောင်အကယ်ဒမီမင်းမော်ကွန်ကိုရိုင်းရေးဆွဲထားတဲ့ပကြီကားကိုဧပြီလ5ရက်မှာလီလန်တင်ရောင်းချခဲ့ရာအမေရိကန်ဒေါ်လာ3000ရရှိတယ်လို့သိရပါဗျ။ Golden Dream for Golden Land လို့အမည်ပေးထားတဲ့ပကြီကားကိုဧပြီလ2ရက်မှာကြံငင်စေးမတက်မှတ်ပဲလီလန်တင်ရောင်းချခဲ့တာဖြစ်ပြီးဧပြီလ5ရက်နေ့မှာလီလန်ပိတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ Golden Dream for Golden Land ပကြီကားကို USD 3000နဲ့လေးလံအောင်မြင်သွားပြီဖြစ်တဲ့အကြောင်းဝမ်းမြောက်စွာအတိပေးကြေညာပါရစေခမဒီလေးလံနဲ့အတူအပြင်ကနေတီးခြားထဲဝင်ကြတဲ့ပမာဏကိုလည်းဆက်လက်ကြေညာသွားပါမယ်လို့မင်းမော်ကုန်းကသူ့ရဲ့လူမှုကွန်ရက်ကတဆင့်အတိပေးထားပါတယ်နောက်ဆုံးလေးလံပိတ်တဲ့နေ့မှာရရှိသမျှရမုံငွေနဲ့အတူအခြားတီးတဲ့အလှထဲဝင်ကြသမျှကိုပါပေါင်းထည့်ပြီးငလင်ဘေးဒဏ်တင်ပြည်သူတွေစီအရောက်ပို့ဆောင်လှူဒန်းသွားမယ်လို့လည်းဆိုပါတယ် လက်ရှိမှာအလုံးကိုစီကကိုအစီအစဉ်နဲ့ကိုတက်နိုင်သမျှအဖက်ဖက်ကနေစူးစမ်းကူညီနေကြတာကိုလည်းကျွန်တော်အနေနဲ့ရင်ထဲကနေလှိုက်လိုက်လှဲလှဲအထူးကျေးဇူးတင်မိပါတယ်လို့အစိုးရသယုန်ဆောင်အကယ်ဒမီမင်းမော်ကွန်းကအတည်ပြုထားပါတယ်အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်လော့စ်အန်ဂျလိစ်အနီးရှိမြမမိသားစုတွေနဲ့ဒေါင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းခေါ်ကင်အဲရစ်နဲ့တွေ့ဆုံပွဲကိုဧပြီလ9ရက်နေ့မှာကျင်းပခဲ့ရာ တရုတ်ဆောင်ခါရာနဲ့ဗကြီးဆီယာမနှုရင်တို့လည်းတက်ရောက်ခဲ့ပါတယ်။အဆိုပါပွဲမှာဒေါအောင်ဆန်းစုကြည်ရဲ့ပုံနှုပ်ဗကြီးနဲ့အတူအမှုပညာပစ္စည်းတွေကိုလေးလံတင် ရောင်းချခဲ့လို့ရမုံငွေစုစုပေါင်းအမေရိကန်ဒေါ်လာ3,539ရရှိတယ်လို့သိရပါတယ်။ရရှိလာတဲ့ရမုံငွေတွေကိုမြန်မာနိုင်ငံပြည်သူတွေရဲ့ငလင်ဘေးဒဏ်အပါဝင်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေ A2 ဘာမာကနေအကူအညီလိုအပ်နေတဲ့ဒေသတွေအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့သိရပါဗျ။တေဥဆောင်ခါရာဟာဧပြီလ12ရက်မှာကျင်းပမဲ့အစိုးရလင်းလင်းနဲ့အစိုးရချစ်သူဝေတို့ရဲ့ရောင်နီမယ်ရလန်ပွဲကိုလည်းတက်ရောက်မယ်လို့အတည်ပြုထားပါဗျ။မန်ချက်စတာဟင်းဟိုးကြီးတော်လန်တကြံပွဲကိုအင်္ဂလန်နိုင်ငံမန်ချက်စတာမြို့တော်မှာဧပြီလ9ရက်နေ့ကကျင်းပပြီးစီးခဲ့တယ်လို့သိရပါဗျ။အဆိုပါပွဲမှာဒေါန်ဆန်းစုကြည်ရဲ့80နှစ်ပြည့်ပြက်ကြိန်စိန်လက်ကောက် AOU ဟန်ချင်းနဲ့ အခြားဖိုးရန်စုတွေအများပြားကိုကန့်ဆန့်မဲ့ဖွင့်လှစ်ခဲ့ပြီးပွဲတွင်းရန်မုံငွေစုစုပေါင်းစတာလင်ပေါင်4235ရရှိတယ်လို့တော်လန်အလှမဲ့မေမြန်းနိုးကအတည်ပြုထားပါတယ်။ရရှိလာတဲ့အလှငွေအလုံးကိုငလင်တန်တဲ့ပြည်သူတွေအတွက်အရေးပေါ်ကုသမှုနဲ့မရှိမဖြစ်လိုအပ်နေတဲ့အကူအညီတွေကိုမြေပြင်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးပေးပို့သွားမယ်လို့အလှမဲ့မေမြန်းနိုးကသူ့ရဲ့လူမှုကွန်ရက်ကတဆင့်အတည်ပြုထားပါတယ်။